မင်္ဂလာပါရှင်ခေတ္တမန္တလေးသတင်းဌာနမှမေလ9ရက်နေ့နောက်ဆုံးရနိုင်ငံစီသတင်းများကိုစူးစီးပြီးတင်ဆက်ပေးသွားပါရမရှင်ပထမဆုံးဗောနေနေ QLAAE နိုင်ငံရေးမှူးဦးလာစောကိုရခိုင်ပြည်၌ကြေညိုမည် QLAAE နိုင်ငံရေးမှူးဖြစ်သည့်မြောက်ဦးမြို့နယ်ပြည်သူ့လွတ်တော်ကိုစလဲဟောင်းတူဖြစ်သူနိုင်ငံသမားဦးလာစောဟာလက်ချောင်းကင်ဆာရောဂါကုသမှုခံယူရင်းအိန္ဒိယတွင်ကွယ်လွန်သွားကြောင်းသိရပါသည် ေလ9ရက်နေ့အိန္ဒိယစံတော်ချိန်ည7:00နာရီကွယ်လွန်သွားခြင်းဖြစ်ပြီးနိုင်ငံရေးသမားဦးစောလာဟာကွယ်လွန်ချိန်တွင်အသက်82နှစ်ရှိပြီဖြစ်ကြောင်းသိရှိရပါသည်။လေကြောင်းကင်ဆာကဖြစ်နေရကြပြီးဒီယောဂကိုခံစားနေရချိန်မှာတော့နိုင်ငံရေးမှုတာဝန်ကိုတက်တော်မှတာဝန်ထမ်းဆောင်နေခဲ့တာသူမရှိရင်မဖြစ်တဲ့အခြေအနေတွေကြောင့်တက်တော်ရဲ့နိုင်ငံတာဝန်တွေကိုလုံးနေရင်တော်တော်လေးဆိုးရွားလာပြီးမှစိတ်ကူတာစိတ်ကူနေရတာက၄လလောက်ရှိပါပြီ။ ခုတော့ဆုံးသွားပါပြီအခုကတော့ရခိုင်ကိုပြန်သေးနေတယ်ရခိုင်မှာပဲတကြုံမဲဟု ULAA နဲ့နီဆက်သူတို့ကပြောဆိုထားပါတယ်1953ခုနှစ်မေလ29ရက်နေ့တွင်ငွေဖွားခဲ့သည့်ဦးလာစောကိုကြောင်းသားလှူရှာမှုနိုင်ငံလှူရှာမှုများကြောင့်1955ခုနှစ်တွင် စစ်ဆရာကထောင်တန်းကိုနဲ့1988ရေတော်ဘုံကာလတွင် ထောင်တန်း14နှစ်ချမှတ်ခံခဲ့ရပူပါတယ်1990ပြည်နှစ်ယူကောက်ပွဲကာလ ရခိုင်ဒီမိုကရေစီဖွဲ့ချုပ်တွင်ပါဝင်ခဲ့ပြီးစစ်ဆရာကရင်ပါတီကိုတရားဝင်ပါတီဖြစ်ကြောင်းကြေညာပြီးပါတီဖျက်သိမ်းလိုက်ရပြီးရနောက်သူရှင်ဆရာဖြစ်ရည်တည်ခဲ့သူတို့လည်းဖြစ်ပါတယ်။ယူကြောင့်မရဖြစ်တဲ့ဆရာဦးလာစောက68မတိုင်ခင်ကလေးကနိုင်ငံရေးပုံမှန်တက်ပြီးထောင်ချခံခဲ့ရသူလည်း နှမျောတတာလည်းဖြစ်ရတယ်။ဆံပြပုဂ္ဂိုလ်လည်းဖြစ်တယ်။လံပြကျဲလည်းဖြစ်တယ်။ပါတီမှာဆိုရင်လည်းဆွဆွတမန်လုပ်ခဲ့သလို ULAA မှာရောចောင်းသားတမကရီမှာစင်ဆက်မပြတ်လို့လာသူဖြစ်တယ်။သူမူရမြည်ဖြစ်တဲ့မြောက်ဦးရဲ့နိုင်ငံရေးမှုလည်းဖြစ်တယ်။အသက်သေးတဲ့အထိနိုင်ငံရေးကိုမဆုံမနစ်လုပ်ကိုင်းခဲ့တော့ကွယ်လွန်ဖို့အရွယ်ရောက်တော့အတိုင်းသေးဘူးလို့ထင်တယ်ဟုဦးလာစောအီးမေးလ်ဆက်ဖြစ်သူဝိုင်းရနိုင်ငံရေးသမားတူကပြောဆိုထားပါတယ်။ ်ဦးလာစောသည်2010ပြည်နှင်းရေကောက်ပွဲကာလတွင်ရခိုင်တိုင်းသားများတိုးတက်ရေးပါတီကိုတီထောက်ပြီးအထွေထွေတွင်မူတာဝန်ကိုထမ်းဆောင်ခဲ့သလို2013ခုနှစ်တွင် RNDP နှင့် ALD ပါတီပူးပေါင်းရေးအတွက်ဦးဆောင်ခဲ့သူတို့လည်းဖြစ်ခဲ့ပါသည်ဦးလာစောဟာ2015ခုနှစ်ရေကောက်ပွဲတွင်ရခိုင်မျိုးသားပါတီ၏မြောက်ဦးမျိုးနှင့်ကြည်သူလတော်ကိုယ်စားလှယ်ဖြစ်ရွေးခန့်ရသလို2022ခုနှစ်တွင်လည်း ULAA ၏ ဗီတာမင်နှင့်စစ်ဒေသနိုင်ငံရေးမှုဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်မှာခွဲလွန်ခြင်းအထိဖြစ်ပါသည်တူလိုလိုမျိုးနားထက်မရနိုင်တော့ဘူးနိုင်ငံရေးနယ်ပယ်မှာရောတော်လိုင်းနယ်ပယ်မှာရောတော်တော်လေးကိုဆုံးရှုံးမှုကြီးပါတယ်ရခိုင်ပြည်သူလူထုအတွက်ရော ULAA အတွက်ရောနိုင်ငံအတွက်ရောတော်လိုင်းအတွက်ရောပြင် Federal Democracy အတွက်ပါဆုံးရှုံးမှုဖြစ်တဲ့အတွက်နှမျောတသဖြစ်မိရဲ့ဟုနိုင်ငံရေးစင်တာဟောင်းများဖွင့် FPPRC ဦးဆောင်ကော်မတီအဖွဲ့ဝင်ဦးထွန်းကြည်ကပြောပါတယ် ဦးလာစောကွယ်လွန်သွားမှုအတွက်ဝန်ထဲကြောင့်နိုင်ငံသမားများနဲ့စားပေတိုင်းဝိုင်းများကရေးသားပြောဆိုကြသလိုရခိုင်နိုင်ငံသမားတို့ဖြစ်သည့်ဥဖေတန်းကလည်းចောင်းသားဘွားကနေနောက်ဆုံးဘွားတတ်တန်းကုံဆုံးချင်းထိစစ်မှန်တဲ့နိုင်ငံသမားတရားဖြစ်ရက်တီသွားခဲ့တဲ့ဆရာကိုအထူးလေးစားဂုဏ်ယူပါတယ်ဆရာဆရာရဲ့သမိုင်းကကျွန်တော်တို့ရဲ့ရင်ထဲမှာဖေတော်မမမေမပြဆွဲထင်းကြရင်မှဖြစ်ပါတယ်ဟုဒီကောင်ကြီးလူမှုကွန်ရက်တွင်យေတာထားပါတယ် ဦးလာစောသည်1980ပြည်နှစ်များတွင်တက္ကသိုလ်နယ်မြေ၏ပြည်အောင်ဆောင်သားလှူရှာမှုများခေပေါ်ကပြလှူရှာမှုတို့တွင်ထဲထဲဝင်ပါဝင်လှူရှာခဲ့ပါသည်။၎င်းသည်မောင်အောင်ခိုင်မောင်ခိုင်အောင်စစ်တွင်ကလာနယ်မြေဖြင့်အစင်ကပြများရေးသားခဲ့ကအမင်းအန်ဖရစ်တိုင်ယာယီညာဦးနေညာဦးဘေရဘာသာစာရန်များចောင်းခင်များចောင်းခင်ဘာရာစာရန်2013တိုင်ယာစပိုရာ စန္တာဖြူအောင်လာဇန်မြောက်ဦးဘေဒရသစာရမ်းများအိုင်ရန်နဲ့ if jury စသည့်ဆောင်းများကိုရေးသားထည့်ခဲ့ပါတယ်ဒုတိယတပုတ်အနေနဲ့တင်းဆက်ပေးခြင်းတဲ့သတင်းကြောင်းလေးရတော့မင်းလာရင်ထိနာခဲ့သောစစ်တပ်လေးရွာမြောက်လူရဲမီရှုပြန်ဘကိုတိုင်မင်းလာမြွနယ်ရင်အထိနာခဲ့သောစစ်ကောင်စီတပ်ကလေးရွာများဖြင့်ဥတုမြန်မာဆူရွာတွင်ရှိပြည်သူပိုင်ပစ္စည်းများကိုလူရဲပြည်ရဲ့နောက်မိရှုခဲ့ကြောင်းသိရပါသည် မတ်လ9ရက်နေ့ညနေ6:00နာရီကျော်တွင်မင်းလာမြို့နယ်ဥတုမြန်မာစုရွာနေအိမ်များရှိပစ္စည်းများကိုစစ်တပ်ကလူရဲပြီးရနောက်မိရှုခင်ရနေအိမ်နှင့်ဆိုင်ခန်း15လုံးထပ်မံပြည့်စည်ခဲ့ကြောင်းမင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှသိရှိရပါသည်မနေ့ကညာထီကတော့နေအိမ်နဲ့ဆိုင်ခန်း15လုံးလောက်နေလို့သိထားတယ်အလယ်တန်းကျောင်းနဲ့ရှင်မင်းနဲ့ချင်းဆိုင်ကဆိုင်ခန်းတွေနဲ့အိမ်တွေပေါ့အိမ်တွေထဲကမိမရှုခင်ပစ္စည်းတွေခိုးတယ်ဟုမင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သတင်းနဲ့ပြန်ကြားရင်တာဝန်ခံရဲဘော်မူထက်ကပြောဆိုထားပါတယ်ရှင် တာကလေးရွာဖိုးကြီးကျောင်းနဲ့တက်ဆွဲထားသည့်စစ်သားများကဥတုမြန်မာစုရသို့လာရောက်မိရှုခဲ့ခြင်းဖြစ်ပြီးယမန်နေ့ညတိဥတုကကញ្ញင်ပင်ရွာထဲမှာပင်ရှိနေသေးကြောင်းသိရှိရပါသည်။ပြည်သူထိခိုက်မကြမိဘူး။အရင်ကတည်းကလည်းရှောင်နေကြတာဆိုတော့သူတို့အင်အားဘလောက်နဲ့လာလဲဆိုတာအတိမပြုတ်နိုင်သေးဘူး။ တာကလေးမှာဆွေးနွေးစစ်သားတွေဖုန်ကြီးကြမှာတက်ဆွဲနေလို့တရွာလုံးပြင်းနေရတာအခုကဗလိုင်းကြီးတွေမီးရှို့နေရလေဘာမှမဆိုင်တဲ့ရွာတွေကိုမီးရှို့တာဟုတ်ကောင်းကဆက်လက်ပြောဆိုထားပါတယ်ဧပြီလ29ရက်နေ့နံနက်ပိုင်းတွင်ငမိုးရည်ကြီးရွာ၌စကောင်းစီစစ်ကြောင်းနှင့်တလိုင်းဘွားတက်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးစစ်သားဆယ်ဦးသေဆုံးခဲ့ကရင်းနောက်ဧပြီလ30ရက်နေ့တွင်စရင်မြောင်ရွာနဲ့ရှေပောက်ပင်ရွာမေလာတရရနေတွင်ငမိုးရွာတို့ကိုစကောင်းစီတက်ကမိရှုဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ မင်းလာမျိုးတွင်ဧပြီလ22ရက်နေ့မှစတင်ကတော်လင်းတက်များနှင့်စစ်တပ်တို့တိုက်တွေ့တိုက်ပွဲများမကြာခဏဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကကြေရွာများကိုမိရှို့ခြင်း၊လေကြောင်းနှင့်လက်နက်ကြီးများပစ်ခတ်ခြင်းတို့ကြောင့်ရန်ကုန်ပြည်လမ်းမကြီးအရှိတ်ရှိဖျားပေါင်း60ကျော်မှပြည်သူများစစ်ပေးရှောင်နေရကြောင်းသိရှိရပါသည်။နောက်ဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တဲ့ကြောင်းလည်းကတော့ပြည်လင်းအပိုင်းရန်ကုန်မော်လမြိုင်ရထားလမ်းပေါ်ရှိတရားဒဇင်မိုက်ခွဲခင်ရပြီးပြည်စီမော်ပြည်နယ်ပြည်လင်းမြို့နယ်အပိုင်း ရန်ကုန်မော်လမြိုင်ရထားလမ်းပေါ်ရှိတရားတစင်မိုင်းခွဲခံရပြီးပျက်စီးသွားကြောင်းသိရှိရပါသည်။ပြည်လဲမြို့နယ်နှစ်ပလဲဘူတာနှင့်တောင်စုံဘူတာကြားရှိပေရှင်စေရထားလမ်းတရားတစင်တရားအမှတ်65သည်ယနေ့မေလ6ရက်နေ့တွင်မိုင်းခွဲခံရသောကြောင့်မော်လမြိုင်ရန်ကုန်ရထားခီးစင်များကိုဖျက်သိမ်းလိုက်ရကြောင်းမော်လမြိုင်ဘူတာကြီးကတင်ထုတ်ပြန်ထားပါသည်။ဒီကနေ့မနက်စောစောပိုင်းမိုင်းခွဲတော်လို့ကြားရင်မိုးကောင်တိုင်းမှာခွေးခင်ရပြီးတော့စစ်တပ်ကလည်းနေကြီးနေရောဒီရင်နဲ့ဘုံချဲရရောပုံ ဖြားရီဘက်ကိုလောက်တာအရာပြီးယထာလန်မိုင်းခွဲခင်ရတယ်။အဖြစ်ပြက်တွေကစရိုက်ပဲဟုတထုံမြွနဲ့စိုက်ကောမြွနဲ့ပြည်သူတို့ကပြောဆိုထားပါရင်ယနေ့မော်လမြိုင်ဘူတာကြီးမှထွက်ခွာမိအမရှင်ဆန်နဲ့အစုံမော်လမြိုင်ရန်ကုန်ယထာနဲ့ရန်ကုန်ဘူတာကြီးမှထွက်ခွာမိအမရှင်ဆက်တအစံရန်ကုန်မော်လမြိုင်ယထာခီးစင်တို့ကိုဖျက်သိမ်းလိုက်ပြီးဝယ်ယူထားပြီးတော့ယထာလက်မှတ်များအားမော်လမြိုင်ဘူတာကြီးနေချင်းလက်မှတ်ရုံ၌ပြန်အမ်းပေးနေကြောင်း မန္တလေးဘူတာကြီးကထုတ်ပြန်ထားပါတယ်။စိုက်ကောမျိုးမှာဘီလင်ဘတ်တို့အထက်ရန်ကုန်မန္တလေးကာလန့်မော်ရှိမူကောင်တတာမီလာ၃ရက်ညတကောင်ချိန်၌မိုင်းခွဲခင်ရပြီးရဲ့နောက်မီလာ၄ရက်နေ့တွင်ဘီလင်အခြေဆိုင်အမှတ်330မြောက်တက်မှလနဲ့ကြီးနှလုံးပြစ်ခတ်ခဲ့ပြီးတိုက်လျင်ဖြစ်လဲဘုံနှလုံးကျဲချခဲ့ရဘီလင်မျိုးနဲ့ပြည်ချောင်းအန်ရွာနီတို့ကြာရောက်ခဲ့ကလူထိခိုက်မှုမရှိပေ။မိုင်းခွဲခင်ရသောမူကောင်တတာကိုစစ်ကောင်စီကပြင်ဆင်ခဲ့ရမီလာ၄ရက်နေ့ညပိုင်းတွင် ကာမြပြလဲဖြတ်တန်းနိုင်ပြီဖြစ်ပါသည်။ ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသက်ပါရစေအားလုံးပဲကိုစိတ်နှပြချမ်းမရှင်လန်းကြပါစေရှင်